ြန်လည်ကြိုဆိုပါရယ်ဒီသတင်းတိုလေးမတင်ဆက်ခင်မှာရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ရခိုင်ပြည်နယ်အတွင်းမှာသွာလာလှုပ်ရှားနေကြတဲ့ရခိုင်အကြမ်းဖက် AP နေမင်းထွန်းကြိုက်ကူးထားတဲ့ဗီဒီယိုကလစ်လေးတစ်ခုကိုတင်ဆက်ပေးသွားချင်ပါတယ်အရခတက်တော်ကြီးအုပ်ချုပ်နေတဲ့ရခိုင်ပြည်တွင်းကစာတင်ကြောင်းတစ်ခုကိုမြင်တွေ့ရတာပါ။ စိုးရဆက်ဆက်ပညာသင်ကြားခွင့်ဆုံးချုံခဲ့ရတဲ့မွတ်စလင်ကျောင်းသူကျောင်းသားတွေဟာအခုတော့ဒန်းလူညီမြပညာသင်ကြားခွင့်တွေရရှိနေကြပါပြီ။ ါဟာအာရခတက်တော်အေကရခိုင်ပြည်ကိုဘလို့တည်ဆောက်နေလေဆိုတာအထင်သာမြင်တွေ့ရတာလေးဖြစ်ပါတယ်ခင်ဗျာဒီထဲမှာရခိုင်လက်နက်ကိုင်တပုံအေရဲ့ကြောထောက်နောက်ခံပြုတ်မှုနဲ့ ရခိုင်လက်နက်ကိုင်သဘောအေးထင်းချုပ်ထားတဲ့ဒေသတွေမှာတရားမရှိတကားမရှိသွားလာလို့ရနေတဲ့ journalist တယောက်ဖြစ်ပါတယ်မင်းထွန်းကပြီးခဲ့တဲ့နှစ်အနည်းငယ်မှာမလေးရှားနိုင်ငံကနေပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်သတင်းဌာနကြီးတွေမှာဝင်ရောက်လောက်ကန်ခဲ့ရတယ်။အဲဒီနောက်ရခိုင်လက်နက်ကိုင်သဘောအေးကြောထောင်းနောက်ခံပြုတ်ထားတဲ့မီဒီယာတွေမှာဝင်ရောက်လောက်ကန်ရင်ကနေအခုနောက်ပိုင်းမှာတော့အလွတ်တန်းသတင်းတော့အနေနဲ့ရခိုင်လက်နက်ကိုင်သဘောအေးအေးလုံတမျှကိုလိုက်ဖုံးပေးနေတဲ့ခိုင်းစစ်တယောက်ဖြစ်ပါတယ်။ပြောရရင်တော့ရခိုင်လက်နက်ကိုင်သဘောအေးအေးမွေးထုတ်ပေးလိုက်တဲ့လော်ဘီတယောက်လို့ဆိုရမှာဖြစ်ပါတယ်။ နေမင်းတို့ကဘယ်အချိန်မှာတည်တည်တသာဖြစ်လာတယ်လဲဆိုတော့ရခိုင်လက်နက်ကိုင်းတဘုံအေအေရဲ့လူမျိုးတွန်းတပ်ဖြတ်မှုတွေရှိခဲ့တယ်။2024ခုနှစ်ကထမ်းလျှောက်ကံဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးအံဖုံးမှုဖြစ်ဖို့ကြိုးစားတဲ့အချိန်ရခိုင်လက်နက်ကိုင်းတဘုံကောင်းကောင်ထွန်မြတ်နိုင်ကနေမင်းထွန်းကိုအမေရိကန်ဒေါ်လာသိမ်းချီပေးခဲ့ပြီးတော့ဒီထမ်းလျှောက်ကံဖြစ်စဉ်နဲ့ဒေသရင်းမွတ်စလင်တွေကိုလက်နက်ပြအနိုင်ကျင့်တာတွေဒေသရင်းမွတ်စလင်တွေကိုအတင်းအဓမ္မခေါ်ဆောင်ပြီးတော့အသွုံးစရိတ်တွေတွာလာစရိတ်တွေနဲ့ပေးအားပေးပြီးတဲ့နောက် ဒီရုပ်ရှင်ရိုက်သင်းတူတွေပြုလုပ်ဖို့အသုံးပြုခဲ့တဲ့အချိန်ကစပြီးနေမင်းထွန်းကရခိုင်လက်နက်ကိုင်သဘော AA ရဲ့လက်ကင်တို့ဖြစ်လာတာဖြစ်ပါတယ်။အဲ့တော့ပြီးခဲ့တဲ့လအနေငယ်ကတည်းကပဲရခိုင်လက်နက်ကိုင်သဘော AA ရဲ့အဓိကနေရာလို့ဆိုလို့ရတဲ့ကြောက်တော်မြို့ရဲ့အရှိတ်အဝါချံဆွမ်းရောက်တွေအများစုရှိနေတယ်ဒီသေရတပင်ကျေးရွာလေကြောင်းတိုက်ခိုက်မှုဒါအပြင်ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေအတွင်အပြစ်မဲ့အရက်သားအနေနဲ့အများရန်ပုံပန်အများရန်ပုံဖော်ပြီးတော့တရင်တို့တရင်မှာဖြန့်ဝေပေးနေတဲ့ lobby တယောက်လည်းဖြစ်ပါတယ် ပုံမှန်အပြင်းတော့ရခိုင်လက်နက်ကိုင်သဘောအေရသတင်းထုတ်ပြန်ရေးတွေမှာခိုင်တုခကထုတ်ပြန်လေးရှိပေမဲ့နောက်ပိုင်းမှာတော့ media platform ကနေတဆင့်အလွတ်တမ်းသတင်းနောက်တစ်ယောက်ကိုမိထုတ်ပြီးတော့နေမင်းထွန်းကိုအသုံးချခဲ့တာပဲဖြစ်ပါတယ်။ဒီနေမင်းထွန်းကပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကပုံနာကျွန်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေကိုကယ်ထုတ်ပေးနေတဲ့ဖြူစင်ရင်ခွင် Pride American အဖွဲ့ကဒီရခိုင်အစွန်းရောက်ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီးတော့လေမပြတ်မဲ့ပြည်သူအနေနဲ့ ပရိဒသမားတယောက်အနေနဲ့ပုံဖော်ခဲ့တဲ့ခန့်လန့်နကန်သဘောင် AA အသုံးချကန်တယောက်လည်းဖြစ်ပါတယ်။အခုဗီဒီယိုကိုကြည့်လိုက်မယ်ဆိုရင်လည်းရခိုင်လန့်နကန်သဘောင် AA ထင်းချုပ်ထားတဲ့မြို့နယ်14မြို့အတွင်းလူမျိုးကွဲဘာသာကွဲမွတ်စလင်ဘင်္ဂလီတွေနဲ့ပတ်သက်ပြီးတော့ဒန်းတူညီများရှိတဲ့အလူတကောနေထိုင်လို့ရရဲဆိုတဲ့ပုံစံမျိုးဖော်ဖို့အတွက်ဝါဒဖြန့်လာတာဖြစ်ပါတယ်။ရခိုင်လန့်နကန်သဘောင် AA ကထမ်းလျှောက်ကန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးမွတ်စလင်အသားဝိုင်းမှာလည်းအရှက်ကွဲအကျိုးနဲ့ဖြစ်ခဲ့တယ်။ဒါအပြင် ကမ္ဘာဒီမွတ်စလင်အဖွဲ့အစည်းတွေနဲ့ဥခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ဝိုင်းဝန်းထိုးနှက်မှုကိုလည်းခံရတာဖြစ်တဲ့အတွက်နိုင်ငံရေးတိုက်ခါရောလူမျိုးတော်တပ်ဖြတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့အတက်ခံနေရတာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာရခိုင်လက်နက်ကိုင်တပုံအေအေးထင်းချုပ်ထားတဲ့ဒေသတွေမှာကမွတ်စလင်တွေနဲ့အတူရခိုင်လူမျိုးတွေကအတူတကွရှင်တွဲနေထိုင်နေကြပါတယ်ဆိုတဲ့ပုံရိပ်မှားတစ်ခုကိုပြဖို့အတွက်လောက်ကျန်ဇလန်းတွေကိုတောက်လျှောက်ဆိုလိုရိုက်ကူးလာခဲ့တာဖြစ်ပါတယ် အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုကလစ်မှာလည်းရခိုင်ပြည်နယ်မှာရှိနေတဲ့မွတ်စလင်တွေအားလုံးကပညာသင်ကြားဝင်ဆုံးရှုံးနေရကနေအခုရခိုင်လက်နက်ကိုင်တပ်ဖွဲ့အေအေထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့အတွင်းသူတို့အခေါ်ရခိတာလန်းစင်အရကအစိုးရလို့ခေါ်တဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အေအေထိန်းချုပ်ထားတဲ့ဒေသတွေအတွင်းကစာသင်ကျောင်းတွေမှာရခိုင်လူမျိုးတွေနဲ့အတူပင်ကလေးလူမျိုးတွေမွတ်စလင်တွေပါပညာသင်ကြားခွင့်ရနေတယ်ဆိုပြီးဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။တကယ်တော့ရခိုင်ပြည်နယ်မှာမွတ်စလင်တွေအားလုံးက မြန်မာပြည်မှာသင်နေတဲ့ပညာရေးစနစ်ကိုပညာသင်ကြားဖို့အာသီတမရှိကြဘူးဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်ပြီးခဲ့တဲ့1530ဝန်းကျင်ရခိုင်ပြည်နယ်ကိုဝင်ရောက်လာတဲ့စားချက်ဖို့စားနှယ်ဖို့ကူလီထမ်းခိုင်းမှုရောက်ရှိလာတဲ့စစ်ကောင်ပင်ကလေးတွေဝင်ရောက်ခြင်းကစပြီးတော့လွတ်လပ်ရေးမရခင်ကာလတွေတည်းကဘူဒီတော်မောင်တော်တဝိုက်မှာရှိနေတဲ့ပင်ကလေးတွေကနိုင်ငံတော်အစိုးရကတင်ညာပေးနေတဲ့အခြေခံပညာတွေကိုသင်ကြားလို့မရှိပါဘူး။1946ခုနှစ်မှာလေဒီ MLO ဆိုတဲ့ The Muslim Liberation Organization ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတဲ့နောက်ပြည်တော်စုအစိုးရစီမှစတင်ပြီးတော့ဒီအရီဒူပညာ Arabic စာသင်ကျောင်းတွေကိုအသိမှတ်ပြုပေးဖို့ဒီတောင်းဆိုခဲ့တဲ့သူတွေဖြစ်ပါတယ်။ဥနုအစိုးရလက်ထက်မှာလည်းမေယူတောင်နဲ့မေယူခရိုင်ဆိုပြီးတော့ဖွဲ့စည်းပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာရခိုင်နဲ့မွတ်စလင်တွေကိုတိကျအာဏာခွဲဝေရေးတောင်းဆိုခဲ့တဲ့မွတ်စလင်တွေလည်းဖြစ်ပါတယ်။ဒါအပြင်အခုဘင်္ဂလီလို့ခေါ်နေတဲ့ရိုဟင်ဂျာလို့နာမည်တက်ထားတဲ့တိုင်းရင်းသားလူမျိုးစုအမြင့်ခန့် မျိုးနယ်စုတစ်ခုကိုမွေးထုတ်ပေးခဲ့တာကလည်း1950နောက်ပိုင်းကာလတွေမှာဖြစ်ပါတယ်။ဆိုတော့လွတ်လပ်ရေးမရခင်ကာလတွေကနေလွတ်လပ်ရေးရပြီးကာလဒါအပြင်လွတ်လပ်ရေးရပြီးနောက်ပိုင်းအခု88ခုနှစ်ကြာမြင့်တဲ့အချိန်အထိရခိုင်ပြည်နယ်မှာရှိနေတဲ့စစ်တကောင်ပေါ်စလင်တွေသူတို့ရဲ့အခေါ်ရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလီလူမျိုးတွေအားလုံးကသူတို့ရဲ့အာရဗီစာသင်ကျောင်းတွေဘာသာရေးကျောင်းတွေမှာသာပညာပညာသင်ကြားကြတာဖြစ်ပါတယ် မြန်မာနိုင်ငံမှာကွင်းပြူထားတဲ့အခြေခံပညာအခြေအခြေခံပညာအဆင့်ကနေစပြီးတော့တက္ကသိုလ်ပညာအထိလာရောက်တက်ရောက်ပညာသင်ကြားသူကအနေချင်းသာရှိပါတယ်။2016ခုနှစ်သကောင်စီရင်ကိုပြန်ကြည့်ရင်လည်းမောင်တော်ခရိုင်မှာဘာကဖုန်ကြီးကျောင်းတွေ220သာရှိပေမဲ့ဘင်္ဂလီဘင်္ဂလီတွေရဲ့ RB စာသင်ကျောင်းက1150ကျော်ရှိပါတယ်။အထက်တန်းကျောင်းတွေ200ကျော်ရှိပေမဲ့ RB စာသင်ကျောင်း1318ကျောင်းရှိပါတယ်။ ဆိုတော့ရကိုင်းပြည်နယ်မှာရှိတဲ့မော်စလင်တွေကအခုနေမင်းထွန်းဝါဒဖြန့်တယ်လို့ခေတ်ဆက်ဆက်စာတင်ကြားခွင့်မရဘူးဖိနှိပ်ခံနေရတယ်ဆိုပြီးဝါဒဖြန့်မှုကအခုလိုတမိုင်းအထောက်အထားတွေနဲ့ပြန်ကြည့်ရင်ပြောင်းလဲပြောင်းစားလုပ်တယ်ဆိုတာကိုမြင်တွေ့ရပါတယ်ခေတ်ဆက်ဆက်ပညာတင်ကြားခြင်းနဲ့မော်စလင်မဲဖြစ်ဖြစ်ဘင်္ဂလီပဲဖြစ်ဖြစ်နိုင်ငံတော်မှာရှိနေတဲ့အခွင့်အရေးနဲ့နိုင်ငံသားတယောက်အခွင့်အရေးအဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေအရဒေတာတွင်ဒေတန်တွေအမိန့်တွေကိုလိုက်နာရ အခြေခံပညာကနေစပြီးတော့တက္ကသိုလ်ပညာအထိသင်ကြားခွင့်ရပါတယ်။ဒါပေမဲ့မွတ်စလင်တွေအားလုံးကသူတို့ရဲ့ RP ကျောင်းတွေဥရဒူပညာသင်ကြားလို့ရှိပါတယ်။ဒါကတမိုင်းဆက်ဆက်မှာရှိခဲ့တဲ့အခြေအနေကနေအခုပြစ်ဆုံးပံကာလအထိရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင်အခုရခိုင်လက်နက်ကန်သဘုံ AA ကထန်းလျှောက်ကန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမျိုးတွန်းတပ်ဖြတ်မှုတွေနဲ့ခေါင်းစဉ်တက်ကြိုးခွင်းစွတ်ခံရမယ့်အခြေအနေရောက်နေတာကြောင့်အင်္ဂလိပ်တွေနဲ့အတူရခိုင်ပြည်နယ်ကမွတ်စလင်တွေကတန်းတူညီမျှမှုရှိနေတယ်ဆိုပြီးတော့ပုံရိပ်မှရိုက်ဖို့ဒါအပြင ကမ္ဘာအတိုင်းအဝိုင်းမြမအတိုင်းအဝိုင်းနဲ့မွတ်စလင်အတိုင်းအဝိုင်းမှာရခိုင်လက်နက်ကိုင်းတပုံအေအေရဲ့အရခပြည်သူအစိုးရစုရဲ့တပုံကသူတို့ရဲ့ဒေတာတွေမှာတည်ငြိမ်အေဂျင့်စီအောင်ပြဖို့ဝါဒဖြန့်ခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။ဘင်္ဂလီတွေရဲ့ပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကဘယ်တော့မှလည်းကန့်သက်ထားခဲ့တာမရှိပါဘူး။1982ခုနှစ်နိုင်ငံသားဥပဒေအရလည်းပညာသင်ကြားခွင့်ရရတယ်။သူတို့ရဲ့မိမိဆန္ဒအလျောက်ပညာသင်ကြားမယ်ဆိုတဲ့ပညာသင်ကြားခွင့်ရပါတယ်။ဒါပေမဲ့ ဘင်္ဂလီတွေအားလုံးက1939နှစ်ကနေစပြီးတော့1946ခုနှစ်လွတ်လပ်ရေးမရခင်နှစ်နှစ်နီးပါးမှာလည်းဒီဘင်္ဂလီပညာအာရဘီစာသင်ကျောင်းတွေကိုအသီးမှတ်ပြုတ်ပြီးတောင်းဆိုခဲ့တာရှိတယ်။ဦးနှုအစိုးရလက်ထက်မှာတဲ့မွတ်စလင်စစ်သွေးကြွတွေနဲ့မွတ်စလင်လူမျိုးရေးအစွန်းရောက်တွေကရခိုင်ပြည်နယ်ရဲ့အာဏာကိုတဝက်စီခွဲဝေပြီးတော့အာရဘီဥရဒူစာဥရဒူစာကိုတရားဝင်ပညာသင်ကြားခွင့်ရဖို့တောင်းဆိုခဲ့တဲ့တရားဝင်တောင်းဆိုမှုမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ဒါကတော့1948ခုနှစ်ကဖြစ်ပါတယ်။ ဝူသီတော်မောင်တော်ခရိုင်ကဒေသတွင်းမှာစလင်စွန်းရောက်တွေကနတ်မြင့်နဲ့ကလရန်မြစ်ချားမှာရှိနေတဲ့ဒေသကိုဒီအာရဗီဒေသအဖြစ်မွတ်စလင်ပြည်နယ်အနေနဲ့တောင်းဆိုခဲ့တယ်။နောက်ပြီးတော့ဘင်္ဂလီတွေကိုတိုင်းရင်းသားအနေနဲ့အသီးမတ်ပြုတ်ရမယ်ဆိုပြီးတော့တောင်းဆိုခဲ့တာဖြစ်ပြီးတတိယအချက်ကတော့ဥရဒူဥရဒူဘာသာစကားကိုတရားဝင်စာအနေနဲ့အသီးမတ်ပြုတ်ပေးဖို့ဆိုပြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုမှုတွေကနေတစင်စပြီးတော့ပဲတောက်လျှောက်နှစ်ပေါင်းများစွာ နိုင်ငံတော်ကအသီးမတ်ပြူတာတွေအသီးမတ်မပြူတာတွေကိုကဏ္ဍတစ်ခုထားလိုက်ရင်တော့မှပင်ကလေးတွေကသူတို့ရဲ့ဘာသာရေးကြောင်းတွေမှာပဲစတင်ကြားလေကြားတာရှိပါတယ်နိုင်ငံတော်ကသင်ပေးတဲ့အခြေခံပညာအစင်းမြင့်ပညာတွေကစပြီးတော့တက္ကသိုလ်ပညာတွေအထိလာရောက်တက်ရောက်သူနေတယ်အင်းနဲ့ပတ်သက်ရင်လည်းအမျိုးမြင့်မရှိတဲ့အတွက်ပညာသင်ကြားတဲ့အရေးအတွက်လည်းအမတန်မှနေပါတယ်1950ကာလအထိရန်ကုန်တက္ကသိုလ်ကိုလာရောက်ပညာသင်ကြားခဲ့တဲ့ပင်ကလေးစစ်သွေးပြပင်ကလေးအစွမ်းရောက်အရေးအတွက်ကလက်ငါးချောင်းမပြည့်ခဲ့ဘူးဖြစ်ပါတယ် နိုင်ငံရေးအခင်းအကျင်းကိုပဲအခွင့်အကောင်းယူပြီးတော့ဘင်္ဂလီမွတ်စလင်တွေက1950ခုနှစ်မှာရခိုင်မွတ်စလင်အစည်းအဝေးကိုဖွဲ့စည်းပြီးတဲ့နောက်ရခိုင်မွတ်စလင်ဆိုတဲ့နာမည်နာမကနေရိုဟင်ဂျာဆိုတဲ့နာမည်ကိုစတင်ပြီးတော့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ပြောရရင်တော့ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီတွေအားလုံးကစစ်တကောင်းကနေဝင်လာတဲ့စားချက်ဖို့တောက်တုံမရခိုင်မှုအင်္ဂလိပ်အင်္ဂလိပ်တွေခေါ်လာတဲ့ခိုင်ဘက်တွေသာဖြစ်တယ်။ဒါပေမဲ့ အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အခြေအနေရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကတော့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့နိုင်ငံရေးပေါ်ကြောင်ကြောင်ပေါ်တွတ်တွတ်နိုင်ငံရေးရည်ချင်းနိုင်ပါစွာနဲ့အရခနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေတွေးကြော်နေပေမဲ့တကယ်တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ဘင်္ဂလီတွေနဲ့ဘာသာကြားတွေရဲ့စိုးမိုးမှုက68ရာခိုင်နှုန်းထိရှိနေပြီဖြစ်ပါတယ်။အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးတွေးကြော်နေပေမဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဘူးတိတော်မောင်တော်ရတိတော်တကျော်က ်္ဂလီလူမျိုးနဲ့မွတ်စလင်တွေ68ရာခိုင်နှုန်းရှိပြီးတော့ရခိုင်လူမျိုးက1.2ရာခိုင်နှုန်းသာရှိပါတော့တယ်။ဟိန္ဒူလူမျိုးကရာခိုင်နှုန်းအနည်းငယ်သာကျန်ရှိပါတော့တယ်။ဆိုတော့လက်ရှိအခင်းအကျင်းမှာဘင်္ဂလီစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကိုလည်းခံနေရတယ်။ထန်းလျှောက်ကန်ဖြစ်စဉ်မှာလည်းနိုင်ငံတကာရဲ့ဝန်ဝင်တိုက်ခိုက်မှုတွေကိုခံနေရတဲ့ရခိုင်လက်နက်ကန်သဘောအေအနေနဲ့အခုလိုဝါဒဖြန့်မှုတွေနဲ့မဟုတ်မမှန်တဲ့တင်းတို့တင်းမားတွေကိုထုတ်ပြန်နေတာဖြစ်ပါတယ်။ပုံမှန်ထုတ်ပြန်လေးရှိတဲ့ ရခိုင်နဲ့နိုင်ငံတဘုံအေအေရဲ့သတင်းထုတ်ပြန်ရေးခေါင်းဆောင်ခိုင်ဒုခကအမြဲတမ်းပြောင်းလဲပြောင်းစားတဲ့သတင်းတို့သတင်းမားတွေကိုအောက်ဖဲလန်ရင်မမြဲတမ်းဆိုသလိုလိန်လေးလိန်ထားရှိတဲ့အတွက်နောက်ပိုင်းမှာရခိုင်လက်နက်ကိုင်တဘုံအေအေရဲ့ဝါရဖြန့်မှုကိုအဲဒီမျိုးပြောင်းလာခဲ့တာဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်တဘုံအေအေကိုကိုစားပြုတဲ့ခိုင်ဒုခအစားအလွတ်တန်းသတင်းတော့ဆိုတဲ့နေမင်းထွန်းကိုမွေးပြီးတော့ရခိုင်ပြည်နယ်ဒေသအတွင်းမှာရှိနေတဲ့ဒေသတွေတမတော်ရဲ့တိုက်ခိုက်မှုတွေရခိုင်လက်နက်ကိုင်တဘုံအေအေနဲ့ထိတွေ့တိုက်ပွဲတွေနဲ့ ရခိုင်လက်နက်ကိုင်သဘောအေအေဆောင်ရွက်ပေးထားတဲ့အခြေခံလူမှုရေးကျန်းမာရေးစီးပွားရေးကိစ္စတွေကစပြီးတော့အာရခပြည်သူအစိုးရခေါ်တဲ့သဘောရဲ့ဥဆောင်မှုတွေကို highlight ပြီးဖော်ပြနေတဲ့အကြံဖက်အားပေးတယောက်လည်းဖြစ်ပါတယ်။ဒီလိုအကြံဖက်အားပေးသမားတယောက်ရဲ့အခုလိုမျိုးဝါဒဖြန့်ရိုက်ကူးမှုကိုပြန်ကြည့်ရင်ဘလောက်ထိရုပ်ပြက်စင်းပြက်နဲ့ပြောင်းလဲမြောင်စားနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေအားလုံးကိုလူနည်းစုမျိုးခမိတ်တက် စားတဲ့တိုင်းရင်းသားတွေအလုံးကနိုင်ငံသားတယောက်ရဲ့အခွင့်အရေးအခြေခံပညာသင်ကြားခွင့်ရှိကြပါတယ်။ဒါပေမဲ့အခုရခိုင်လက်နက်ကိုင်တပုံအေအေထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့မှာတော့ရခိုင်လက်နက်ကိုင်တပုံအေအေရဲ့အခြေခံဖွဲ့စည်းပုံအနေနဲ့စုံမထောက်ပံ့ပြီးတော့ဒေသအတွင်းကစတင်ကြောင်းနေနိုင်ငံတော်ကကိစ္စဆက်တိစောက်ပေးခဲ့တဲ့အစင်းမြင့်တက်ကတူတွေကစပြီးတော့အခြေခံပညာမူလာတဲ့အကြောင်းအလေတန်းအကြောင်းအထက်တန်းအကြောင်းတွေအားလုံးကိုအပိုင်အစီး လဝက်ကြီးအုပ်ပြီးတော့ရခိုင်လူမျိုးအစွန်းရောက်တွေရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ရင်းနဲ့အရခလန်းစဉ်အစွန်းရောက်ကေတာတွေကိုတင့်ညံတွေထဲမှာရိုက်သွင်းပေးနေတာဖြစ်ပါတယ်။ဒီဗီဒီယိုမှာမြင်တွေ့ခဲ့တဲ့အတိုင်းပါပဲ။နိုင်ငံတော်ကတိစောက်ပေးထားတဲ့စာတင်ကြောင်းတွေမှာအပိုင်စီးပြီးတော့အရခလန်းစဉ်ဆိုတဲ့သွေးဆိုးမှုလှုံ့ဆော်မှုစီယုံမှုတွေနဲ့ကြွေးကြော်မှုတွေကအစနိုင်ငံတော်တချင်းနိုင်ငံတော်အလံကိုမျက်ွယ်ပြုတ်ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးရခိုင်လူမျိုးတွေစစ်သွေးကြွတွေကြွေးကြော်လေကြွေးကြော်ထားရှိတဲ့ စကလုံးတွေနဲ့ကြွေးကြော်မှုတွေနဲ့ကြွေးကြော်ရင်ကြွေးတဲ့လက်ကိုပြန်ကိုက်တဲ့လုပ်ရက်တွေလုပ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်သဘောအေးထင်းချုပ်ထားတဲ့စာတင်ကြောင်းအကြီးအငယ်တွေကနေစပြီးတက္ကသိုလ်တွေအားလုံးမှာရခိုင်လက်နက်ကိုင်သဘောအေးကအရခလန်းစင်တဲ့အတူဒုက္ခရောက်အောင်အာဒုက္ခလန်းစင်ကိုပေါ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီကြောင်းတွေမှာပဲရခိုင် လက်နက်ကိုင်သဘောအေးအေးအပေးထောက်ခံသူတွေရခိုင်အစွန်းရောက်တွေအားလုံးကအတားအဆီးမရှိစာတင်ကြားခွင့်ရနိုင်ကြတာဖြစ်ပါတယ်။ ဒီလိုစာသင်ကျောင်းတွေမှာပဲရခိုင်လက်နက်ကိုင်တပုံအေအေကသူတို့ရဲ့ပညာရေးစနစ်ကိုပေါ်ဆောင်ပြီးတော့နိုင်ငံတော်ကတိစောက်ပေးထားတဲ့စာသင်ကျောင်းတွေမှာဝင်ရောက်စာသင်နေရင်အရေးနေနေအခက်ချိုးချိုးတရေပေါ်အိတ်တရေနာစာလုံနေတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်မြို့နယ်မှာရှိတဲ့မြို့နယ်၁၄မြို့နယ်ရခိုင်လက်နက်ကိုင်တပုံအေအေထိန်းချုပ်ထားတဲ့စာသင်ကျောင်းတွေအားလုံးကအကြံဖက်သမားတွေနဲ့အကြံဖက်ထောက်ခံသူတွေဝင်ရောက်နေထိုင်လှုပ်ရှားတက်ဝင်နေတဲ့နေရာတခုဖြစ်တယ်ဆိုတာကိုလည်းသတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့် ရခိုင်ပြည်နယ်မှာရခိုင်အစိုးရတွေရဲ့ဝါရဖြန့်မှုသတင်းတို့သတင်းမှားတွေနဲ့အတူအခုဗီဒီယိုကိုကြည့်လိုက်ခြင်းအားဖြင့်စာတင်ကြောင်းတွေအားလုံးမှာရခိုင်လက်နက်ကိုင်တပုံအေအေနဲ့ကြောထောင်နောက်ခံပြည်မှုတွေသာဝင်ရောက်နေထိုင်ပညာသင်ကြားနေကြရတဲ့ဆိုတဲ့အခြေအနေမျိုးကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အဲကြောင့်အကြမ်းဖက်သမားတွေနဲ့အတူရှင်တွဲနေထိုင်နေတဲ့သူမှန်သမျှအကြမ်းဖက်သမားတွေဖြစ်ပြီးအကြမ်းဖက်သမားတွေရဲ့ဆောင်ရွက်မှုတွေကိုလိုက်နာသူမှန်သမျှအကြမ်းဖက်အားပေးတွေဖြစ်တယ်ဆိုတဲ့တတ်မှတ်ရမယ့်ခေါင်းစဉ်တွေလည်းရှိထားပြီးဖြစ်တယ်လို့တတ်မှတ်ချက်တွေနဲ့လည်းအညီဖြစ်ပါတယ်။ အကြံဖက်တိုက်ဖြတ်ရေးဥပဒေအရာပဲဖြစ်ဖြစ်နိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ရခိုင်လက်နက်ကင်တပုံအေရဲ့အုပ်ချုပ်မှုအောက်မှာပျော်ရွှင်စွာနေ့စဉ်ဖြတ်တန်းနေကြတဲ့ရခိုင်လူမျိုးအစွမ်းရောက်တွေရဲ့ဖြတ်တန်းမှုတွေကိုတော့မျက်ခြင်မပြတ်စောင့်ကြည့်ပြီးလိုတယ်လို့အရေးယူဆောင်ရွက်သွားဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ဒါကတော့ရခိုင်လက်နက်ကင်တပုံအေမွေးမြူထားတဲ့ lobby နေမင်းထွန်းရိုက်ကူးထားတဲ့ဝါဒဖြန့်တဲ့တပုံနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ရခိုင်လူမျိုးရေးအစွမ်းရောက်တွေအားလုံးကဗမာလူမျိုးရေးမုံတိမှုကိုကြိုက်သွင်းထားခဲ့ပြီးတဲ့နောက် အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေနဲ့အတူမျိုးနွယ်စုလူမျိုးစုမျိုးဆက်သစ်တွေအားလုံးကိုပမာမုံဒီရဲ့အပြင်ပြီးခဲ့တဲ့နှစ်ပေါင်းများစွာရခိုင်နန်းလူပွဲမှာကြာရှုံးခဲ့တာတွေကိုမေ့ပြီးတော့ပမာလူမျိုးတွေကရခိုင်ခီးနန်းကိုသိမ်းပိုက်ခဲ့တယ်ဆိုတဲ့သတင်းတို့သတင်းမှာတမိုင်းတို့တမိုင်းမှာဗဇက်သတင်းနှုတ်သတင်းအဲ့ရဝင်ပုံမြင်နေတဲ့ဝါဒဖြန့်နေကြတာဖြစ်ပါတယ်ဒီလိုမျိုးဝါဒဖြန့်မှုတွေရဲ့အဓိကစရာကစာတင်ကြောင်းတွေဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာရှိနေတဲ့စာတင်ကြောင်းတွေက ရခိုင်လက်နက်ကိုင်တပုံအေးအေးဝေးထုတ်ပေးနေတဲ့အမာခံကေတာတွေရဲ့အဓိကအရင်းမြစ်တွေဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရခိုင်အကြမ်းဖက်သမား ULA အေးကတော့အမြဲတမ်းတရင်တို့တရင်မားတွေနဲ့ထုတ်ပြန်ပြီးအမြဲတမ်းကြောင်လိန်ကြောင်သာလုံနေတဲ့တိုင်းရင်းသားအမြေခံအဆောင်ရောက်တွေဖြစ်တယ်ဆိုတဲ့အကြောင်းရခိုင်လက်နက်ကိုင်တပုံအေးအေးဝေးထုတ်ပေးလိုက်တဲ့ lobby နေမင်းထွန်းရဲ့ရိုက်ကူးမှုတွေအားလုံးကရိုက်ကူးထားတဲ့ရုပ်ရှင်မှတ်တမ်းတော်မှာကထမ်းလျှောက်ကန်ဖြစ်စဉ်တရက်တပင်ဖြစ်စဉ် ကျောက်တော်မှာရှိနေတဲ့မဟောတရာစာသင်ကြောင်းပေါက်တော်မှာရှိနေတဲ့တောင်ညိုရွာဖြစ်စဉ်နဲ့ပြီးခဲ့တဲ့ရက်ကခိုင်လန့်နဲ့ဂိုင်းတပုံအေအေနဲ့အာစာတိုက်ပွဲအာစာနဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲတွေတည်ဆုံးခဲ့တဲ့ဖြစ်စဉ်တွေကအစသွားရောက်ရိုက်ကူးနေတဲ့သူဖြစ်ပါတယ်ရခိုင်လန့်နဲ့ဂိုင်းတပုံအေအေထင်းချုပ်ထားတဲ့ဒေတာတွေအားလုံးကိုလွတ်လပ်စွာသွားလာခွင့်ရနေတဲ့လူတယောက်လည်းဖြစ်တယ်ဆိုတဲ့အချက်ကိုမေ့မထားဖို့လိုပါတယ်နေမင်းတို့ရိုက်ကူးသည်များအားလုံးကရခိုင်လန့်နဲ့ဂိုင်းတပုံအေအေကိုအမွန်တင်တိတ်ခါတင်ပြီးတော့ဝါရဖြန့်မှုရိုက်ကူးနေတယ်ဆိုတဲ့အချက်တွေကိုလည်းမေ့မထားဖို့